တို့ပေါင်းစည်းနိုင်မယ်ဆိုဒါကျွန်တော်စံနေကြီးပဲဒါတို့ဥမာလက်လက်လေးပေါ့နော်တို့ဆုတ်လိုက်လိုက်ဆိုတို့ထိုးလို့ရတယ်ဗျာဆုတ်လို့ရတယ်တို့ကင်လို့ရတယ်တို့ခောက်လို့ရတယ်ဗျာဟုတ်မလားနော်ဆိုတော့တို့စံနေကြီးရတယ်ဒါဆိုကျွန်တော်လောကအောင်မြင်မယ်လို့ကျွန်တော်တော့မြင်ဟိုတချို့ဆိုလို့ရှိရင်ဟိုဒါတလက်ဒုတ်ချောင်းလေးနဲ့ပဲလိုက်တဲ့တာကျွန်တော်နောက်လိုက်တဲ့တာလေးမျိုးတွေရှိတယ်အဲအဲတခုမျိုးတွေရှိတယ်ဆိုတော့ပုပ်ပွင့်လေးပြောရင်ဒီကျွန်တော်ကိုယ်တိုင်ကလေဒီချင်းကြီးကြောက်စိတ်မရှိဘူး ဟုတ်ကဲ့ဒါကကျွန်တော်ပြင်ဒီရဲ့ရှေ့တန်းတနေရာပေါ့နော်ရှေ့တန်းတနေရာရောက်နေတယ်ကျွန်တော်မေးဆက်ပေးမယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမြေပြင်ရဲ့အာရဆရာရဲ့အတက်ဆရာအကြောင်းအရာတွေအဲကျွန်တော်တွေပြောကြမယ်ပေါ့နော်အဲကျွန်တော်ဆရာတယောက်နဲ့မေးဆက်ပေးပါမယ်အဲဆရာမေးဆက်ပေးပါအောင်ရေနော်ဟုတ်ကဲ့ကျွန်တော်တော့ WhatsApp ပေါ့တော်တိုင်းနာမည်တော့ဂျူးဖြူလို့ခေါ်ပါတယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်ဒီထောင်တိတက်ရင်ပေါ့အဲထောင်တက်ရင်မှာအရင်တော့ကျွန်တော်ဒီဒီဘူကော်မတီဝင်မှာကျွန်တော်ဒီလူသူဆိုင်မှာတာဝန်ယူထားတာပေါ့နော် ဆိုတော့ခုလက်ရှိနေထားမှာတော့ကျွန်တော် AIC ရဲ့ဒီပညာရေးခန်းကဏ္ဍမှာတရောက်တနေရာနေကျွန်တော်တာဝန်ထမ်းဆောင်နေတာပေါ့ဟုတ်ဟုတ်ဟုတ်အဲ့ဟာရဲ့အပြင်မှာအခုဒါဆိုရင်ဒါတက်ဖွဲ့တွေစားရေးတောက်ရေးအတွက်အလုပ်ပေးတရားလည်းရှိသေးတယ်တော့အဲအဲ့ဒါလည်းရှိသေးတယ်ပြီးတော့ဒါအရင်ကလည်းဆရာအရင်ဆရာရဲ့ဘွားလေးနည်းပြောပြပါဦးအာအရင်ဘွားပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တော့ပူလင်းပြောမယ်ဆိုလို့ရှိရင်တော့ဒီဟိုကျွန်တော်ရဲ့အရင်ဘွားဆိုလို့ရှိရင်ဒီဖွံ့ဖြိုး တက်ခဲ့ဖူးတာပေါ့နော်ဖူးဖူးတက်ကတူပေါ့စကိုင်းဖူးတက်ကတက်ခဲ့ဖူးပါတယ်မိသားစုအဆင်မပြေတဲ့ကြောင်မလို့ဟိုပူပူနေပြန်တော့ဟိုတခြားတော့ကြောင်မတက်နိုင်ခဲ့တဲ့ကြောင်မအဲ့လိုကြောင်တက်ခဲ့ဖူးပါတယ်ဟုတ်တက်ခဲ့ဖူးတဲ့ကြောင်မကျွန်တော်အဲ့ဒီကြောင်တွေပဲကြည်ပြင်းလာပြီးကြောင်စာဖြစ်တာပေါ့အဲ့တော့ခုလက်ရှိကျွန်တော်ရဲ့ကြောင်စာလုတ်တက်ကအော်20နဲ့တနစ်ပေါ့နော်20တနစ်မှာပဲဒီစီအနာ ောင်းကြီးသိပြီးတော့မှကျွန်တော်ဒီဘုရားကိုယ့်ရဲ့ယတုကိုယ့်ရဲ့လုတ်တဲ့ကိုယ့်ရဲ့လက်စာတွေဆုလုပ်ပြီးတော့မှကျွန်တော်စီလင်ဝင်ရတဲ့အနေအထားမျိုးဖြစ်တာပေါ့။အော်ကျွန်တော်ဝင်ရတဲ့အကြောင်းရင်းကလည်းကိုယ်ကိုယ်လင်းပြောမယ်ဆိုကျွန်တော်ဒီဟိုနိုင်ငံတော်နေ့ပြုစုပြောထောင်ပြီးတဲ့အကြောင်းဖြစ်ဒီမှန်ပြီးမဲ့လေ။ဟိုကျွန်တော်နိုင်ငံတော်တိစားလုံးဖောက်ပါဘူးအခုချိန်ထိပေါ့နော်။ဟိုကျွန်တော်မကြိုက်တာကဟိုဘယ်လိုပြောမလဲဆိုနိုင်ငံရေးနဲ့ပတ်သက်ပြီးလာမှဆိုရှင်ကျတို့မှလည်းနိုင်ငံရေးအသိအမြင်တခုတော့ရှိတော့ရှိနေတာပေါ့။ဒါပေမဲ့ ဟိုနိုင်ငံကိုကျွန်တော်တိစားမဖောက်ပြမယ်လေအာနာစင်စနစ်ကိုကျွန်တော်မကြိုက်ဘူးကိုကြိုက်ဘူးကျွန်တော်မကြိုက်လို့ကြောင်းမလို့ကျွန်တော်အခုလိုစီတိုင်းဝင်ရချင်းဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တာပေါ့စီတိုင်းဝင်ပြီးတဲ့ view မှာအခုဆိုရင်ဒါတကယ်ဝင်ရင်တော်လိုင်းဘက်မှာပါဝင်ပြီးနေရပါတော့ကဲကျွန်တော်တော်လိုင်းစီတိုင်းကိုကျွန်တော်ဟို2021ဟုတ်စားပေါ့ဒီနလပိုင်း9နှစ်ပေါ့အဲ့မှာဆက်ဝင်ဆက်ဝင်ဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းပဲ9 9နှစ်မှာ3နှစ်မှာကျွန်တော်ကျမ်းမာရေးရဝင်တယ် ဂျမိုင်းဝင်ပြီးငားရီလေးမှာကျွန်တော်ပညာရေးဝင်တယ်အဲဒီမှာကျွန်တော်ဘက်ကွန်မြူနယ်မှာတပိတ်ကောင်းဆောင်နေတဲ့ကျွန်တော်ပါခဲ့ဟိုဥဆောင်ပြီးတော့မှကျွန်တော်လုတ်ခဲ့တာပေါ့အဲ့လိုလုတ်ခဲ့ပြီးတော့မှကျွန်တော်ပုံမှန်900ငါးကတ်ကြီးနဲ့ဟိုတရားဆွဲတာပေါ့နော်တရားဆွဲပြီးဖန်စီဖို့အတွက်ကျွန်တော်ဆောင်ရွက်ခဲ့တာပေါ့အဲဖန်စီဖို့ဆောင်ရွက်တော့ကျွန်တော်လည်းဟိုကိုလူယုံပြရတဲ့အနေအထားမျိုးရှိတာပေါ့အော်ရှိနေကျွန်တော်လည်းဟိုဒီတက်ရောက်လာပြီးတော့မှဟိုအဲ့ချင်တော့ကျွန်တော်ဒီ BDS ဆိုတော့မဟုတ်ပေါ့တည်ဘူးဟုတ်ဘောဘောတည်တဲ့ကြောင့်မကျွန်တော်လည်းဘာလို့လဲဆိုရှင်ဒီရှိနေတော့ဒီ ဟိုဒီတက်ခံတက်ဒီတက်ခံပုတ်ကူရနေဘောနော်ချင်းကပီရောမှာသူတို့ဒီပရမဥစွာဒီတော်လိုင်းကိုစက်ခဲ့တာပေါ့ဟိုတော်လိုင်းကိုစက်ခဲ့ရတဲ့အကြောင်းရင်းကလည်းဒီတပိတ်ကလောက်မှာကျွန်တော်ဖြူဖြူဖြူခွင်းချင်းခံရတာပေါ့ဟိုပရမဥစွာဆိုစီသူတို့ကជីတုနဲ့ပြစ်တယ်ဟုတ်ဟုတ်ရောဘာရောဘာជីပေါ့ရောဘာជីနဲ့ပြစ်တယ်ပြီးမီခူဘိုင်းနဲ့ပြစ်တယ်ဟိုစမုတ်ဘုံလို့ခေါ်တော့ဘောနော်စမုတ်ဘုံနဲ့ပြစ်တယ်စမုတ်ဘုံနဲ့ပြပြီးနောက်ပိုင်းဆိုရှင်တော့ဂျီစစ်နဲ့တော့ပြစ်တယ်ဂျီစစ်နဲ့ပြစ်တဲ့ခါကျတို့တပိတ်တီဟို ဆက်ပြီးမလုံနိုင်တော့အဲ့ဒီခါမှာကျွန်တော်ဟိုဒီဒီတက်မှာပေါ့ကျွန်တော်ဒီမူပြေဒီတက်မှာဆိုရင်ဘာဖြစ်လာလဲဆိုရင်ကြီးညာလိုက်တယ်မူပြေစခန်းသိမ်းမယ်ပေါ့အဲမူပြေစခန်းသိမ်းမယ်ဆိုပြီးတော့မှကျွန်တော်23ရက်နေ့ဟိုပေါ့ဒီငါးလပိုင်းမှာပေါ့အင်း23ရက်နေ့ငါးလပိုင်းမှာတင်းလို့နေ့အဲမှာစခန်းသိမ်းမယ်ဆိုပြီးတော့မှကျွန်တော်မှာရှိနေတော့လက်နဲ့ဆိုတော့လေတကယ်တမ်းပြင်ပြောမောင်းပြန်နေမရှိပါဘူးအဲလက်လုတ်ဒီနဲ့ခုနောက်ပေါ့ရန်ထောင်းတွေနဲ့ပဲအဲ့လိုစခန်း ရအောင်တင်းနေခဲ့တာပေါ့အဲ့ဒါကိုရအောင်တင်းပြတယ်အော်အဲ့လိုတင်းပြတယ်အဲ့လိုတင်းပြတဲ့အကြောင်းရင်းကလည်းကျွန်တော်ရဲ့နောက်ခံအကြောင်းရင်းကခုနပြောတဲ့ဟိုမတရားဆွဆွဲခံရတဲ့အကြောင်းရင်းအဲ့ဒီမတရားဆွဆွဲခံရတဲ့အကြောင်းရင်းကလည်းကျွန်တော်မဲယုံမှုပုံပုံလေးပဲဖြစ်ကုန်မှာဩအော်မဲယုံမှုမဲယုံမှုဖြစ်တော့ခုနပေါ့ဒီလွဲချော်သွားတဲ့မဲတမဲပေါ်မှာကျွန်တော်အကြောင်းပြချက်ပြုတ်ပြီးတော့မှကြောက်တရားဆွဲတယ်လုံကျန်တာအာလုံကျန်တာအဲ့လိုမျိုးဩတရားဆွဲတော့အဲ့ဒီပုဂ္ဂိုလ်တရားဆွဲပြီးပါလို့ကျွန်တော်ပြောတယ် ါပေမဲ့ကျွန်တော်အဲ့ပုဂ္ဂိုလ်တရားမဆွေးနိုင်ဘူးဆိုတော့အဲ့ပုဂ္ဂိုလ်တရားဆွေးပြီးပါသူလည်းယူသားတယ်ဟုတ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်တရားဆွေးပြီးပါတရားမဆွေးနိုင်ရင်ဆောက်တရားဆွေးမယ်အဲ့လိုဖြစ်သွားတယ်ဩဖြစ်တော့ကျွန်တော်တရားရုပ်ကိုဟိုနှစ်ကြိမ်တစ်တိုင်းတက်ရတယ်သုံးကြိမ်ဖြစ်ပေါ့လေးကြိမ်မြောက်မှာရားလည်းအဲ့လိုမလုံနိုင်ဘူးအော်မလုံနိုင်ဘူးကျွန်တော်ဆွေးဆိုဆွေးဆိုပြီးတော့ကျွန်တော်အယူခံဝင်တယ်ကျွန်တော်ယူခံဝင်တဲ့ခါကျတော့ဒီတလပိုင်း၄ရက်နေ့မှာဆင်ချက်ချမှာ ဲ့မှာပဲအစ်စ်ကောင်စီအာနာတိန်တော့ဖုံလိုက်တဲ့ခုပိတ်ပြတ်တော့ဂျရုတွေကလည်းစစ်စစ်ပင်တရားရုံလည်းမရောက်တော့စင်ချဲလည်းချလို့မရတော့အဲ့လိုဖြစ်သွားတယ်အဲ့မှာဒပိတ်တွေဖြစ်လာခါကျတော့ကိုလည်းယင်ဖွင့်ချင်တာပေါ့ကိုမန်ရာကိုယင်ဖွင့်ချင်တယ်ကိုမမာဟုဆိုတာမျိုးပေါ့နော်အဲ့လိုနဲ့ဒပိတ်မှာကျွန်တော်ကဆရာရဲ့တက်မကကိုစားနေနဲ့ကျွန်တော်ကဒီဒပိတ်ဦးစီးဦးဆောင်ပါဦးဆောင်ပြပါသွားတယ်အော်အဲ့ကြတော့ ဆွဆွဲခံရတာတွေရှိတယ်မတရားမှုတွေကိုလက်မခံနိုင်လို့ဖော်ထုတ်ခဲ့တာတွေရှိတယ်အဲ့အချိန်မှာဒါကြောင့်စစ်တပ်ရဲ့ထုံးစံတိုင်းပေါ့နော်ဒါပြစ်ခတ်ပြစ်ခတ်ဖြိုခွဲတဲ့အဆင့်မျိုးတွေထိလောက်လာတဲ့ခါကျတော့ဒီဘက်ကိုဆရာလုံးလုံးလေးရပါသွားလိုက်ဟုတ်ကဲ့ဟုတ်ကဲ့နော်အဲဒါကြောင့်ပြောရရင်အဲစီဒီအန်လုတ်ပေးတဲ့အပြင်ပေါ့နော်မတရားမှုကိုဆန့်ကျင်ပြီးတဲ့အပြင်မှာမတရားမှုကိုပါတော်လန်တဲ့အဆင့်ထိရောက်လာတယ်ပေါ့နော်ဟုတ်ကဲ့လက်နဲ့ကင်တော်လန်တဲ့အဆင့်ထိရောက်လာတယ်အဆင့်ထိရောက်လာတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆရာအဲ့အဲ့လိုမျိုးဟိုပါဖြစ်တဲ့အချိန်မှာအဲ့လိုစပြီးတော့လုတ်တဲ့အချိန်မှာဒါကဘယ်သူမှလေ မျောလင့်ပြီးတော့လှုပ်တာမဟုတ်ဗျာဟုတ်ကဲ့အကြအကောင်တော့ကလေဟိုလှုပ်ရတော့မယ်ဆိုတဲ့အချိန်မလို့သာလှုပ်ကြတာပေါ့နော်ဒါပေမဲ့ဒီဟာတွေကိုကျွမ်းကျင်လို့မဟုတ်ဘူးယဉ်နီးလို့မဟုတ်ဘူးဒါတွေကိုတိထားလို့မဟုတ်ဘူးပေါ့နော်နားလေထားလို့မဟုတ်ဘူးအဲ့ကြဒီတက်တဲ့ကောင်ကင်တော်လိုင်းရေးကိုစပြီးလှုပ်တဲ့ဆိုတဲ့အချိန်မှာဆရာအခက်ခဲဆုံးဘာဖြစ်အဲကျွန်တော်တွေ့တော့ပွင့်လင်းပြန်တိတ်ခက်ခဲတော့မရှိဘူးဟာဘာဖြစ်လို့လဲဆိုကျွန်တော်ဖွံ့ဖြိုးတိုးတက်ကတူကိုတည်းကစစ်ပင်မှာကျွန်တော်တင်ခဲ့ဘူးတယ်ဟာမန္တလေးစစ်ပီကွင်းမှာလည်းကျွန်တော် ြစ်ခဲ့ခဲ့ဘူးလားအာပြစ်ခဲ့ခဲ့ဘူးတဲ့ကိုစီတက်ပွဲလဲကျွန်တော်တက်ခဲ့ဘူးတဲ့ဘီဟာကိုလဲကျွန်တော်တင်ခဲ့ဘူးတဲ့အော်အဲ့ဒါကျွန်တော်တော့ဝမ်းလေးဘူးအဲ့တော့ပုပ်ပွင့်နေပြင်အဲ့ဒီချင်းတော့လဲကျွန်တော်ဒီဥဆောင်မှုကြောင့်လည်းပြည်သူတွေအများအားရတာတွေရှိတယ်ဆိုတော့လူငယ်တွေအားရတာတွေရှိတာပေါ့ဟုတ်ဆိုတော့ကျွန်တော်အနေနဲ့တော့ယင်ခုမှုလည်းမရှိဘူးဘာဖြစ်လို့မတရားမှုကိုကျွန်တော်တို့တွေကဘာဖြစ်လဲဆိုရှင်အဲ့ဒီမတရားမှုကိုမတရားတဲ့အတတ်ပညာနဲ့ပဲကျွန်တော်ပြန်ပြီးတော်နိုင်ရမယ်ဆိုတဲ့အတူမျိုးတွေပေါ့ အဲ့ချင်းတော့ဒါပေမဲ့ကျွန်တော်ဒီဘာမှမသိခဲ့ဘူးဘာမှမတတ်ခဲ့ဘူးလို့ကျွန်တော်ကြောက်မှာပဲဒါပေမဲ့ကျွန်တော်ရဲ့နောက်မှာပါလာတဲ့လူတွေကလေကြောက်စိတ်တစ်ခုမှမရှိဘူးဩအဲ့တခုလို့ရှိတယ်ဟိုတချို့ဆိုလို့ရှိရင်ဟိုဓာတ်တလက်ဒုတ်တစ်ချောင်းလေးနဲ့ပဲလိုက်တဲ့တာကျွန်တော်နောက်လိုက်တဲ့တာလည်းမျိုးတွေရှိတယ်ဩအဲအဲ့တခုမျိုးတွေရှိတယ်ဆိုတော့ပုပွင့်လေးပြောရရင်လေကျွန်တော်ကိုယ်တိုင်ကလေဒီချင်းကြီးကြောက်စိတ်မရှိဘူးမရှိဘူးဩအဲ့တခုတော့ခက်ခဲလည်းမရှိဘူးခက်ခဲလည်းမရှိဘူး ါဆက်ပြီးတော့လည်းလုံနေလုံမှာပဲလုံနေလုံနေဘူးဒီတော်လိုင်းမအောင်မချင်းဒီအနာရှင်စနစ်မပြုတ်မကြမချင်းပေါ့နော်ကျွန်တော်ဆက်ပြီးတော့မှာပဲဟုတ်ဘာဖြစ်လဲကျွန်တော်ဒီတခြားသောမဟာမိတ်တွေဆက်ပြီးစကားပြောတဲ့ချိန်မှာဒီမှာလည်းကျွန်တော်ပြောခဲ့ဖူးတယ်ကျွန်တော်ဒီတီရှင်ပြေလူမျိုးတိုက်ခိုက်တာမဟုတ်ဘူးဘာသာရေးတိုက်ခိုက်တာမဟုတ်ဘူးနိုင်ငံတော်တိစားဖောက်တာမဟုတ်ဘူးကျွန်တော်မလိုလားတော့အနာရှင်စနစ်တစ်ခုပြုတ်ကြဖို့တွေ့ပဲကျွန်တော်အနာရှင်ကိုတိုက်ခိုက်တာ အတခုပေါ့ပြီးတော့ဆရာဒီဆရာလုတ်တဲ့ချိန်မှာပေါ့နော်ဟုတ်ကဲ့ဒီဒေတာတွေမှာလည်းလုတ်ခဲ့ပုံပါပေါ့အာလုတ်ခဲ့ပါတယ်လုတ်ခဲ့ပါအောင်အဲ့ဒါကြောင့်အဲအခုဒီဒေတာတွေမှာဒီလိုမျိုးတွေဖြစ်တဲ့အခါမှာဒီဒေတာမှာရှိတဲ့ဒေတာကန်လူငယ်တွေပေါ့နော်ဒီတော့လည်းဘက်ကိုပါဝင်လာတယ်အဲ့တော့အဲ့ထဲမှာဆရာတပည့်တွေပါလေဘယ်လိုပါလာရှိလဲအော်နိုင်ပါပဲဟုတ်လားနိုင်ပါပဲဟိုကျွန်တော်မိုးပြည့်တီတတ်တော်လကောင်ဖေကွန်တီတတ်တော်လကောင်စီဆန်တီတတ်တော်လကောင်ပါပါတယ်ဩအာ ပို့ပြီးတော့ကျွန်တော်ကရန်လူမျိုးထဲတော့မဟုတ်ပါဘူးဗမာလူမျိုးတွေလည်းပါပါတယ်ရှမ်းလူမျိုးလည်းပါပါတယ်ပို့ဥလူမျိုးတွေလည်းပါပါတယ်ကျွန်တော်တပည့်တွေပြန်ဆုံတဲ့ခါဆိုသူတို့တော့မထင်မှောက်ဘူးသူတို့စိတ်သားစိတ်မျက်နှာပြင်မှာပြန်ပြီးဆုံတွေ့တဲ့ခါမျိုးမှာဆိုဟာဆာဘာပြောလဲအထီးတွေရောက်လာတယ်လေဆိုတာအမျိုးတွေပေါ့နော်သူတို့တွေသူတို့လုံးမဲ့တောင်ဘာလို့ရှာလုံးနေတာလဲဆိုတော့အဲ့ဒီမိခွန်းတိကျွန်တော်အမေခံရတယ်ဒါပေမဲ့ဟိုကျွန်တော်တော့ပြောပါတယ်မျိုးနဲ့တွေ့ရတယ်ဆိုရတယ်ဆိုတော့အရာပီတိဖြစ်တယ် ငါတပည့်ပီတတ်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုရင်အမှန်တရားကိုလက်ခံပြီးတော့မှခုနပေါ့ဓမ္မတော့တရားကိုဟိုသိမြင်တယ်ဆိုတာကိုကျွန်တော်တို့အရင်ဝမ်းတတ်တယ်လို့ပဲကျွန်တော်တို့ခွန်အားပေးပါတယ်အဲ့ဒါကူတော့။ဩတကယ်ရှိပါတယ်အများကြီးရှိတယ်။ဆရာလိုရဲ့ဒီပါ။ဟုတ်ကဲ့။တူတိုက်ပွဲဝင်တဲ့ပုံစံ။အခုကျွန်တော်မှဆိုလို့ရှိရင်ဒီထောင်တိတက်ရင်းမှတော့ကျွန်တော်တပည့်ဆိုတခွဲလုံးလို့ပြောလို့ရပါတယ်။ဟုတ်လား။အဲတခွဲလုံးမကပေါ့တခြားခွဲလည်းအများကြီးရှိပါတယ်။ဟုတ်လား။ထောင်တိတက်ရင်းမှဆိုကျွန်တော်ငါးခွဲရှိတယ်ပေါ့နော်။ငါးခွဲအခုဆိုလေးခွဲပဲလေးခွဲပဲဖြစ်သွားပြီပေါ့။ ်တော်တော်များပါတယ်ဟိုခွဲမှုတွေတော့ကျွန်တော်တပည့်တွေအာ rescue ဆိုမှာတော့ကျွန်တော်တပည့်တွေအများရှိပါတယ်ဩဟာနောက်ဖေကုံတက်ရင်းမှာဆိုလို့ရှိရင်လည်းထောင်းနေတက်ရင်းမှာဆိုရင်လည်းကျွန်တော်တပည့်တွေအများရှိပါတယ်နောက် KND မှာလည်းကျွန်တော်တပည့်တွေအများရှိပါတယ်ဩအဲနောက်ဒီ PNL လို့ခေါ်တော့ပေါ့အဲ PNL မှာလည်းကျွန်တော်ဒီတက်ရင်းမှုအဆင့်ဖြစ်တော့မှာကျွန်တော်တပည့်အာဆယ်လအဆင့်ဖြစ်ကျွန်တော်တင်ပြီးခဲ့တဲ့ပေးတွေအများရှိပါတယ်။ဟောအကျုံမတက်ကြီးဆရာတွေကိုဝိုင်းပါနေအောင်ဟုတ်တယ်ဆိုတော့သူတို့မြင်လဲကိုလည်းပူအားတက်တယ်။ဟော သူတို့ကိုယ်မြင်လဲသူတို့လည်းအားတက်မှာအားတက်တယ်အဲ့လိုတော့ရှိတယ်ဟုတ်အဲဒီကြားထဲမှာအဲ့လိုပေါ့အဲဒါကတော့တကယ်ကိုဝင်ရတဲ့အချိန်မှာရုပ်ရုပ်ပဲစိတ်နဲ့သူတို့ကမြင်ရတဲ့အခါမှာအတီးတီးအားတက်ကြတာပေါ့ဟုတ်ကဲ့အဲ့ကြောင့်တန်ရုံးစင်တရားဆိုတာလည်းရှိတာပေါ့ဆရာဆိုပူဆိုးတာပေါ့ဒီပညာလည်းတင်ပေးခဲ့ရတယ်အခုဒီရှေ့တန်းစစ်ပြေပြေဒီမှာလည်းအတူတူတိုက်ပွဲဝင်ရရင်းနှီးခဲ့ရဆိုတော့တန်ရုံးစင်အပူများတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲထိခိုက်သွားတဲ့ခါမျိုးတွေမှာ ရှာဘလို့ဟိုဟာဖြစ်တယ်ဂျုံခဲ့ဘူးလားအဲ့လိုဖြစ်နေရောကျွန်တော်မျက်စိစစ်ပါလဲဂျုံခဲ့ဘူးပါဟုတ်လားအာကျွန်တော်ကိုယ်တိုင်လည်းတက်ပွဲဝင်ပါလေဟုတ်အာကျွန်တော်တက်ပွဲပေါင်းလဲဟိုတော်တော်လေးများပြီများပြီကျွန်တော်မရည်တွက်နိုင်တော့မရည်တွက်နိုင်တော့ဒါပေမဲ့ဟိုကုရှိမှာကြက်သွားတာတွေတော်လကောင်းကြက်သွားလို့ကုရှိအလောင်းပြန်ရတော်လကောင်းမျိုးပေါ့နော်ကျွန်တော်မှာဆိုရှင်ဝမ်းနဲ့ကြည်ကွင်းမဆုံးပါဘူးဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းပုပ္ပုလင်းပြင်ကျွန်တော်တက်ရင်မှတချင်တော့ဆိုအမိတ်ပြန်လာတော့မပြန်နိုင်တဲ့အခြေအနေမျိုးဖြစ်တယ် ကျွန်တော်ကိုယ်တိုင်ပဲအမိပြန်လန်းပေးရတယ်သူတို့ရဲ့တန်းချင်းတို့ကျွန်တော်ပြောချင်တာပေါ့နော်သူတို့ရင်သွေးတန်းချင်းတွေပေါ့တန်းချင်းဆိုတော့ကသူတို့ရင်ထဲစကားသူတို့ပြောမထွက်တဲ့စကားတွေကျွန်တော်ပြောဖြစ်ခဲ့တယ်အများရှိပါတယ်အခုဟိုဘယ်လိုပြောမလဲဆိုရှင်ကျွန်တော်သူတို့ရဲ့တူညီတဲ့အချိန်မှာမျိုးဆိုရင်သူတို့အဖြစ်မျိုးတော့သူတို့မပြောနိုင်တဲ့စကားမျိုးသူတို့ကျွန်တော်ရင်ဖွင့်ခဲ့ပူတာတွေရှိတယ်အဲအဲ့ဒီခါမျိုးမှာဆိုရင်သူတို့ဒီကြဆုံသွားတဲ့ခါမျိုးမှာဆိုရင်ကျွန်တော်ကသူတို့ရဲ့စကားကို ကျွန်တော်ပြန်ပြောပြရတဲ့အများရှိပါတယ်အဲအဲ့တော့ဒီကကျွန်တော်ရဲ့ဒီဟိုလင်းယုံတက်ခွဲပေါ့နော်ကျွန်တော်ရှိလင်းယုံတက်ခွဲရှိတယ်ကျွန်တော်ဒီလင်းယုံနဲ့တက်ခွဲတွေရှိပါတယ်အဲ့ဒီ pace ပုံမှာပြန်ကြည့်တော့တင်နိုင်တာပေါ့နော်ကျွန်တော်တင်ထားတာတွေရှိပါတယ်ဟုတ်ဟုတ်ဘာဖြစ်သူတို့တအားပြောချင်တယ်ဒါပေမဲ့သူတို့ပြောမထွက်ဘူးဒါပေမဲ့ကိုလည်းသူတို့ပြန်ပြောချင်မယ်လေကိုပြောဖို့အချိန်မရှိတော့ဘူးအဲအဲ့ဒီအနေဒါမျိုးမှာဆိုကိုယ့်ရင်ထဲမှာတခါတည်းရန်ကြရင်ရန်သူတယောက်ကိုမြင် အရှင်လက်လာပဲဖြစ်အသေးပဲဖြစ်အမုတ်တစ်တစ်ချင်တဲ့ဆန္ဒတွေရှိတယ်။ဒါပေမဲ့တို့မှာလောတစ်ခုကိုတို့ခိုင်ခံတယ်။အခုချင်းတစ်ကျွန်တော်ဆိုရင် Genevic အော် Geneva Commission ပေါ့နော် Geneva Commission လောတစ်ခုကိုကျွန်တော်ဆော့စီးတယ်။တို့မလုပ်ဘူး။စစ်တုပ်ပန်းမိတီဖြစ်စီအသေးမိတီဖြစ်စီကျွန်တော်လက်တွေမမရရကျတို့ဒီတောင်အနောက်ဖက်ပေါ့เนาะကျွန်တော်အဲ့လိုပဲပြောရမယ်။ဒီမှာဘူကြီးတယောက်ရဲရဲပေါ်နှစ်ဦးရဲကြတယ် ရဲဘော်နူဦးမြေအောက်မှာမြုပ်ဟိုသူ့ရဲဘော်နူဦးအပေါ်မှာမြုပ်ထားတယ်ရဲဘော်သူဦးဟိုဘူကြီးကိုအောက်မှာမြုပ်ထားတယ်ထပ်ပြီးမြုပ်ထားတယ်ထပ်ပြီးမြုပ်ထားတယ်ဒါပေမဲ့မြေအလိုပဲပုံထားတယ်တေချာတော့မမြုပ်လားမမြုပ်ဘူးဒါပေမဲ့သူ့ဘူကြီးကိုတော့ဒီမိုးကသူဥစ္စာပေါ်တော့ဒီမိုးရဲ့ဒီမှာဟိုတဲ့မိုးကတည်းနဲ့ခြုံပြီးတော့ထထားတယ်ထားတဲ့ချိန်မှာကျတို့တွတ်ပြန်ပြီးဟိုနေမြရှင်လေးလောက်တာပေါ့နေမြရှင်လေးလောက်တော့တွတ်ပြန်တွေ့တဲ့ချိန်မှာကျတို့ဟာအဲ့လိုဆိုရှင်ခွေးဆွဲ ဟုတ်လားဝယ်ဆဲမကောင်းဘူးနော်အနတ်အတက်လည်းမကင်းဘူးပေါ့ပုပ္ပလင်းပြောရင်တော့ပေါ်ရောင်းနေတဲ့အချိန်မျိုးပေါ့ဒါကျွန်တော်နေရက်ပြည့်မှကျွန်တော်ရှင်းလို့ရတယ်အချိန်မျိုးကရှင်းတော့ကျွန်တော်တွေကသူ့အလောင်းတွေကိုကျွန်တော်ကပုပ္ပလင်းပြောတော့ဒါဘာပဲဖြစ်ကျွန်တော်ရန်တူလို့ကျွန်တော်တတ်မှတ်ပြင်မဲ့လဲသူတို့ကကျွန်တော်ရန်တူလို့မဟုတ်ပါဘူးပုန်နေမြေကျွန်တော်ညကမနမနေပြီလို့ကျွန်တော်တို့အလုံးမြင်တယ်လူသားချင်းပေါ့နော်သူလည်းလူပဲကိုလည်းလူပဲသူ့ကိုလည်းကောင်းတော့တကူတကြွတင့်တယ်လို့ကျွန်တော်မြင်ပြီးတော့ကျွန်တော်သူ့ရဲ့ အကျွင်းပေါ့နော်ပူပူပြောအကျွင်းကောင်းအောင်တူပြီးပါတယ်တူပြီးပြီးတော့ကျွန်တော်ကောင်းတကြူပါတယ်ဒါအခုကျွန်တော်ပူပူနေပြင်ကျွန်တော်ရဲ့ဟိုခုဒီရှမ်းတောင်စီတီတဒီဂျွာတီရဲ့စီချုပ်လည်းကိုယ်လည်းပါပါတယ်อ๋อโกนปาบาเลยอาจารย์มาไอ้มาจรุโหมาตู่ก้าวหยาตุกติลาไหนพู่ตึกเยตึกเยโหบ่จรุเยสึกเยสันดะนี่เยตึกโหปอมปิมาพู่บ่หอบกูสุดาမျိုးดิเยจรุเยโหดีอมาสานี่บ่อ๋อ အဲအမစာရေးပြီးတော့ကောင်းမှကျွန်တော်တို့မြုပ်နှံပြခဲ့တာတွေရှိပါတယ်အရင်သူတော့ဟုတ်ကဲ့အဲ့လိုမျိုးစိတ်ထားပြီးတော့လှုပ်ပေးခဲ့တာပေါ့ဟုတ်ကဲ့တကယ်တော့ရှင်ထဲမှာတကယ်အမှုန့်ကြိတ်ခြင်းနဲ့စိတ်တွေရတော့ရှိတယ်ပေါ့နော်ရှိတယ်ဒါပေမဲ့တကယ်ဟိုပုပ်ပွင့်လေးပဲပေါ့နော်ကိုလူတွေကြဆုံတဲ့အချိန်မျိုးမှာစိတ်ဆန္ဒရှိတယ်ဒါပေမဲ့သူ့လူတွေဖြစ်တဲ့ခါမျိုးမှာကျွန်တော်စိတ်ရလေအဲ့ဒီမျိုးပျောက်သွားတယ်ပြန်တွေးကြည့်တော့အော်ငါလူလုံးကလည်းဒီလိုမျိုး ဖြစ်ခဲ့တာပေါ့သူလည်းငါတို့သူလုတ်ခဲ့မယ်ဆိုရင်သူလည်းဖြစ်သွားမှာလေဆိုတဲ့အသွေးမျိုးတွေပေါ့ဆိုတဲ့ကြောင့်မို့ကျွန်တော်တွေကဟိုမေတ္တာတရားပေါ့မေတ္တာတရားထားပြီးတော့မှတကယ်ကျင်းကိုနည်းနည်းတူးပြီးပြီးတော့ခွေးဖော်လို့မရအောင်ဟိုဝက်တူးလို့မရအောင်အမျိုးပေါ့နော်ကျွန်တော်တကယ်နောက်ကြောက်နေနေဖူပြီးပြီးတော့မှဟိုစာလည်းကျွန်တော်ပို့ပြီးခဲ့ပါတယ်ဟိုဒီပို့စာလို့ခေါ်ရမလားပေါ့နော်ပို့စာဆိုတော့ကျွန်တော်ဒီသူ့ကိုမေတ္တာရခံတဲ့စာမျိုးတွေပေါ့အလင်းကိုပြတ်ပြီးပါအမှန်တရားကိုခင်းပြီးပါပေါ့ ကျတို့ကမင်းတို့နဲ့ရာသူမဟုတ်ဘူးပေါ့ငါအတုံးချခံနေဖြစ်နေဟုတ်ကဲ့အဲအကြောင်းကျတို့ကိုကူညီပေးပါကယ်ဆယ်ပေးပါကောင်းယုံကောင်းမွန်ရာတူတူလမ်းနိုင်ပါစီဆိုလို့ကျတို့တို့ပို့ပေးပါတယ်ဟုတ်အဲ့တခုတော့အဲ့ကြောင့်ဆရာအခုဒီဘက်မှာဆိုရင်လေအဲကျွန်တော်ရောက်တဲ့ချိန်မှာအဲဟိုပါပေါ့ကင်းဒီပြည်ထဲမှာဆိုရင်လူမျိုးပေါင်းစုံရှိတယ်ပေါ့နော်ဟုတ်ကဲ့ကယန်းကယောဟုတ်တယ်ကယားမှာလည်းရှိတယ်ကယားလည်းရှိတယ်ဟုတ်လည်းရှိတယ်ပို့လည်းရှိတယ်ရှမ်းလည်းရှိတယ်အင်းသားလည်းရှိတယ်ဟုတ်တယ်ရှမ်းလည်းရှိတယ်အရှမ်းလည်းရှိတယ်အများကြီးပေါ့နော် အဲတကယ်ပြောရင်ဟိုမူချင်းနေဓလိထုံးစံနေကမတူကြဘူးလေနော်ဟုတ်ကဲ့လူမျိုးတစ်ခုနဲ့ကိုမတူကြဘူးဒါပေမဲ့ဒီတိုက်ပွဲဝင်တဲ့အခါမှာအတူတူဖြစ်တယ်ပေါ့နော်ဟုတ်ကျွန်တော်အမြဲတမ်းမျှော်လင့်ခဲ့တယ်အဲ့ဒါကိုဒါကောင်းစီမှုပဲလို့ပြောမှာပေါ့နော်အဓိကကျွန်တော်ကအဲ့ဥစ္စာကိုအရင်လိုချင်အားလုံးစုပေါင်းပြီးတော့ဂျီမတ်ချက်တစ်ခုလေးကိုရောက်အောင်သွားနေတဲ့ ဒါဒေါ်လာကြီးဖြစ်စေချင်တာပေါ့နော်အခုဒီဥစ္စာကိုဒီဒီထဲမှာမြင်ရတယ်ပေါ့နော်ပြီးတော့အခြားနေရာတော်တော်များများပါလေအခြားဒေသတော်တော်များများပါလေအဲ့ပုံစံမျိုးကြီးဖြစ်လာတယ်ဟုတ်ကဲ့ဖြစ်လာတယ်ဖြစ်လာတော့ကျတော့ဒီဥစ္စာကဒါဒေါ်လာကြီးအောင်မြင်မှုအဓိကအကြောင်းတရားလို့ပြောလို့ရနိုင်မလားကျွန်တော်တော့အဲ့ဒါတော့ယုံကြည်တယ်ယုံကြည်တယ်ဘာဖြစ်လို့လဲဆိုရှင်အခုကျတို့ဟိုကယန်ဒေသတစ်ခုပဲပြောပြောပေါ့နော်ကယန်ပြည်နယ်ဖော်ဆောင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဖော်ဆောင်တဲ့နေရာမှာလည်းဒီအဲ့ဒီခွန်အားအရင်လိုအပ်တယ်ဟုတ် ကျွန်တော်ဂရင်းနီပြူဖို့ဆောင်မယ်ဆိုရင်အဲ့ဒီခွန်အားအရန်လိုအပ်တယ်အဲ့ဒီခွန်အားတွေပြည့်မိမယ်ဆိုရင်ကျွန်တော်တို့တော့ကျွန်တော်လုံးဝယုံကြည်တယ်အဲ့ဒီခွန်နော်ဟုတ်ဒါအဓိကစူပေါင်းပြီးတော့လှုပ်ဆောင်နိုင်တဲ့ဟုတ်ကဲ့ကျွန်တော်ပြောမယ်ဆိုရင် participation ကနေစပြီးတော့ synergy ကိုတည်ဆောက်ချင်တာပေါ့ဟုတ်ဟုတ်အဲ့တော့ synergy ကိုလိုချင် participation ကမပါလို့မရဘူးလေဟုတ်ကဲ့အခုကျလို့ရှမ်းကရာကရင်ပို့ဥဗမာ ဟိုတခြားတော့လာဟုပဲဖြစ်လီရှောပဲဖြစ်ပေါ့နော်ရှိတာပေါ့လီရှူတွေပေါ့နော်ရှေ့တို့အားလုံးတွေပါဝင်လာဒါကျွန်တော် participation ပဲတို့ပေါင်းစည်းနိုင်မယ်ဆိုဒါကျွန်တော် synergy ပဲဒါတို့ဥမာလက်လက်လေးပေါ့နော်တို့ဆုပ်လိုက်လိုက်ဆိုတို့ထိုးလို့ရတယ်ဗျာ ဆုံးလို့ရတယ်ကျွန်တော်ကင်လို့ရတယ်ကျွန်တော်ခောက်လို့ရတယ်ဗျာဟုတ်လို့မနော်ဆိုတော့ကျွန်တော်စနေကြီးရတယ်ဒါဆိုကျွန်တော်တော့အောင်မြင်မယ်လို့ကျွန်တော်တော့မြင်ဟုတ်တယ်လက်တချောင်းချင်းစီဆိုရင်တော့အဆင်မပြေဘူးဟုတ်တယ်ဟုတ်တယ်နော်ဆိုတော့လက်တချောင်းချင်းစီလို့ပြောရင်တော့တင်ဂီတာမတူဘူးပေါ့နော်အာဓာတ်တင်ရတဲ့မျိုး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 လင်းနော်တင်ရတဲ့မျိုးရှိတယ်အဲ့တော့တင်ဂီတာအမျိုးမျိုးရှိတဲ့အထဲမှာကျွန်တော်ကပေါင်းစည်းလိုက်မယ်ဆိုလို့ရှိရင်ဥမာနောက်ဆုံးဓာတ်မျိုးစစ်တစ်မျိုးပေါ့အခုကျွန်တော်က ဒါတွေတွားပြီးတော့ဒါတွေတွားလိုက်မယ်ဆိုလို့ရှိရင်ပုံမကောင်းဘူးလားပေါ့ခွန်အားဖြစ်စေတဲ့ဒီ synergy တခုကိုတိဆောက်ချင်တယ်ဒါပေမဲ့ synergy ဖြစ်မယ်လို့လည်းကျွန်တော်မြင်တယ်ဟုတ်ကြည့်ရောเนาะခုသားဆိုစပြိုးနေပေါ့เนาะဟုတ်တယ်ဟုတ်တယ်အဲကြတော့ဒါဒီစကားဝိုင်းရဲ့အဆုံးသက်အနေနဲ့ပေါ့เนาะဟုတ်ကဲ့ဟိုဒီပြိုးကြည့်နေကြတဲ့ပြည်သူတွေလည်းရှိတယ်အဲပြီးတော့ဒီဒေါ်လာရင်းကိုအားပေးထောက်ခံနေတဲ့ပြည်သူတွေလည်းအများကြီးပဲပေါ့နော်အဓိကတော့တချို့နေရာဒေသတွေတော်တော်များများပါပဲဒါကီမီနီပြည်နယ်မှာကြည့်မယ်ဆိုလည်းဆီဗေးရှောင်ရတဲ့ပြည်သူဆိုရင်၃ဘုံ၄ဘုံလောက်ရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲအဲဂျားတွေကမှဒီဒေါ်လာရင်းကို ါနေရာအနှံ့ပေါ့နော်ပြည်တွင်းပြည်ပအစုံကနေပြီးတော့အဘိထောက်ခံနေတဲ့ပြည်သူတွေပေါ့နော်အပြည်သူတွေကိုရှားနေနဲ့လိုလိုင်းတပ်ဖွဲ့ဝင်တယောက်အနေနဲ့ဖာပြောချင်တာရှိတယ်။အာပြစ်မထားပါနဲ့လို့ကျွန်တော်ပြောချင်တယ်။ဟိုပြစ်မထားပါနဲ့။ဘာဖြစ်လဲဆိုဟိုပြည်ပမှာတော်လကောင်ပြည်တွင်းမှာတော်လကောင်တကယ်အဆင်ပြေနေတဲ့ပုံစံတွေအများရှိပါတယ်။ဟုတ်တယ်။ဒါပေမဲ့ကျတို့ပြည်တွင်းမှာခုကြုံတွေ့နေရတဲ့တကယ်ဟိုတော်လိုင်းရဲဘော်တော်လကောင်ဟိုစစ်ပေးဆောင်မိဘပြည်သူတော်လကောင်ပေါ့နော်။ တကယ်တော့ဟိုကိုယ်ကတိုင်ဝင်ရောက်ပြီးတော့ခံစားပြီးစီချင်တာပေါ့နော်ဆိုတော့တကယ်ဒုက္ခရောက်ပါတယ်ခက်ခဲကိုကြီးရှိပါတယ်ဥမာ CDN ကျလူမျိုးပေါ့နော်ဝန်ထမ်းနေကစားဘာဖြစ်လို့ဆိုတကယ်ဒုက္ခရောက်ပါတယ်ဘာဖြစ်လို့ဆိုရှင် CDN နေမှာဆိုရှင်ဟိုငကူကလေးဝန်ထမ်းလောက်တဲ့ခါကျတော့တိမောလာဟိုချမ်းတို့လေတို့မြေတို့မရှိရလဲအများရှိတယ်ဆိုတော့ဒီချိန်မှာပြန်လုစားနိုင်ဖို့လဲမလွယ်ဘူးဟုတ် family တွေပေါ့ဥမာ senior တော်လကောင် CP ရှောင်းတော်လကောင်ကျလို့တော်လိုင်းရဲဘော်တွေသူတို့ဖြစ်ကျလို့တော်လိုင်းရဲဘော်တွေဘောနော်တော်လိုင်းရဲဘော်တွေနောက်သူတို့ဖြစ်ကျလို့ကလေးတငယ်နဲ့အမှုတမီတွေအတဲ့ကိုအကာကွယ်ဆောက်ရှောက်မှုကိုအများဆုံးပြီးနိုင်ဖို့အတွက်ကျွန်တော်တောင်းဆိုချင်တာဟုတ်နောက်ဟိုပြောတော့အများကြီးပါပဲဒါပေမဲ့ကျွန်တော်ပြောချင်ပြစ်မထားပါနဲ့ဟုတ်ဘာဖြစ်လို့လဲဆိုကျွန်တော်တော်လိုင်းအောင်တဲ့နေ့ကျရင်အခွင့်အရာတန်းလို့ရမှာပါ ကောင်းခံစားရမှာပါအဲကောင်းခံစားမှာပါဒီပတ်မှာရှိဒီဖြစ်စီဒီတွေ့မှာရှိဖြစ်စီပေါ့နော်ကျွန်တော်ခုစီပြီးဆောင်ဒီဖြစ်စီတော်လန်ရေးတမားဒီဖြစ်စီကျွန်တော်အလုံးခံစားမှာဖြစ်ကြအောင်မလို့တက်နဲ့တယောက်ပြစ်မထားကြပါနဲ့ဖေးမကူညီပေးပါလို့ကျွန်တော်လည်းပြောချင်ပါတယ်ကျေးဇူးတင်တယ်ဆရာပြီးတော့ဟိုလိုမျိုးပေါ့နော် စီပြန်လှုပ်လာရုံနေမကဘူးတော်လည်းတက်ဖို့ဝင်နေတဲ့အတူတူတိုက်ပွဲဝင်ပြီးတဲ့အတွက်ရောဒီချိန်ထိလက်တက်နိုင်တာတွေဆက်လုပ်ပြီးနေတာတွေရောပြီးတော့ရှေ့ဆက်ပြီးတော့လုံမဲ့လုပ်တွေအတွက်ရောရှားဟုတ်တကယ်လေးစားကြည့်စုတင်ကိုယူတယ်ပေါ့နော်အဲပြီးတော့ဒါကျောင်းတွေဒီထက်ပို့ပြီးတော့အောင်မြင်မှုပဲရှိတယ်အဲ့တော့ဒီခါကျတော့အများကြီးအားရစရာကြီးပါတယ်ဗောနော်အဲ့ကြောင့်အောင်မြင်မှုပဲရှိတယ်အဲအဲ့တော့ခုနပြောလိုပဲပြည်သူတွေပြစ်မထားဘူးဆိုရင် ကျွန်တော်တော်လန်ရေးအမြင်ဆုံးပြီးမြောက်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒါဆရာနဲ့ပြောခွင့်ရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်မိဘဖြစ်သူတွေအနေနဲ့လည်းပြောတဲ့စကားတွေကနေပြီးတော့ဒါခွန်အားတွေရလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ဒီကတော့ကျွန်တော်မြေပြင်မှာအတက်ဆရာအကြောင်းအရာအများကြီးရှိပါတယ်မြေပြင်မှာစိတ်တကြနေတဲ့သူတယောက်မှမရှိဘူးအားလုံးကဒီတော်လန်ရေးအောင်မြင်ပြီးမြောက်ဖို့အတွက်ကိုကိုတက်နိုင်တဲ့အပိုင်းတွေကဏ္ဍတွေကနေပြီးတော့ပါဝင်ပေးနေကြတာဖြစ်လို့မြို့ပြည်သူတွေအနေနဲ့လည်းကိုတက်နိုင်တာတွေဝိုင်းပြီးတော့လုပ်ပေးကြဖို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်